အားလုံးပဲမင်္ဂလာပါဒီကနေ့တိတိကျအစီအစဉ်တွေကလူငယ်ကဏ္ဍအနေနဲ့ဘာတွေပဲလှုပ်လှုပ်အရာမထင်တဲ့အခါဆိုတဲ့အကြောင်းအရာလေးကိုတင်ဆက်ပေးချင်ပါတယ်ဘဝမှာကြိုးစားမှုတိုင်းမှာအောင်မြင်မှုဆိုတာမရှိနိုင်ပါဘူးတို့ပဲလို့လေအောင်မြင်မှုတိုင်းမှာတော့ကြိုးစားမှုက မပါမဖြစ်တူအပ်ပါတယ်လူတယောက်ရဲ့ဘဝမှာအကောင်းဆုံးနဲ့အဆိုးဆုံးလို့ပြောနိုင်တဲ့အရာကတော့ကိုယ်စိုက်ထုတ်လိုက်တဲ့ကြိုးစားအားထုတ်မှုတွေပါပဲကြိုးစားရင်အောင်မြင်မယ် စ조사ရင်ရက်လက်ကောင်းနေရမယ်ဆိုတဲ့တွေးခေါ်မှုကအားကောင်းတဲ့စွမ်းအင်တစ်ခုကိုပေးနိုင်ပေမဲ့လို့တခါတလေကြတော့လေအဲ့ဒီတွေးခေါ်မှုကနေစိတ်ပြက်အားငယ်မှုတွေပင်ပန်းနှဲ့နေမှုတွေရဲ့အရင်းအမြစ်ဖြစ်လာတတ်ပါတယ်။ဥပမာဆံမွေးတစ်ခုအတွေ့ညနေတဲ့အထိဆော်ရီဖတ်တယ်။မှတ်စုတွေပြင်ဆင်နေ။တို့ပေမဲ့လို့လဲဆံမွေးကန်းနဲ့ရောက်မှာမိခုနေကကိုကြိုးစားထားတာနဲ့လုံးဝမတက်ဆိုင်တဲ့အခါဒါမှမဟုတ်အမှတ်ကောင်းကောင်းမရတဲ့အခါတွေမှာစိတ်ဖိစီးမှုကချက်ချင်းဝင်လာတတ်ပါတယ်။ ကိုပိုင်စီးပွားရေးလုပ်ငန်းစားဖို့ချင်းငွေတွေထုတ်အကျွေးတွေယူပြီးစ조사ပန်းစားလုပ်ပေမဲ့လို့လေဈေးွက်အခြေအနေဒါမှမဟုတ်မမျှော်လင့်ထားတဲ့ကတ်ဆိုးတစ်ခုကြောင့်အားလုံးပြိုလဲသွားတဲ့အခါမှာခံစားရတဲ့ဝေဒနာကပူပြီးကြီးမားပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကိုစိုက်ထုတ်ခဲ့တဲ့အရာအားလုံးကရည်တွေကပုံဆွဲတယ်လို့ပဲပျောက်ွယ်သွားတယ်လို့ခံစားရလို့ပါ။ဒီလိုအခါမျိုးမှာကိုလုပ်ခဲ့တဲ့စူးစမ်းမှုတွေဟာဘာအတိတ်ပဲမှမရှိတော့ဘူးလို့ထင်လာတတ်ပါတယ်။အဲ့ဒါဟာ အမှန်တရားမဟုတ်ပါဘူး။ကျမတို့တွေစူးစမ်းမှုရဲ့အတိတ်ပဲကိုနားလည်မှုလွဲနေလို့ပါ။ကြိုးစားအားထုတ်မှုဆိုတာရလတ်တစ်ခုတည်းအတွက်မဟုတ်ပါဘူးအဓိကကတော့အဲ့ဒီကြိုးစားမှုကြောင့်ကိုရရှိလိုက်တဲ့အတွေ့အကြုံသင်ခန်းစာနဲ့ကိုကြီးကိုတွေးတိုးတက်လာမှုပဲဖြစ်ပါတယ်အကောင်းဆုံးကြိုးစားခဲ့ပေမဲ့လို့လည်းအောင်မြင်မှုမရတဲ့အခါမှာရလတ်တစ်ခုကိုပဲမျှော်လင့်နေခဲ့ရင်စိတ်ပြက်မှတေးကြပါတယ် ဒို့ပေမဲ့လို့လေဒီစ조사မှုကနေကိုပါရီလိလာတည်ယူနိုင်ခဲ့လေနောက်တစ်ချိန်ဆိုရင်ဘလို့ပူကောင်းအောင်လုပ်နိုင်မလဲဆိုတာကိုပြန်စဉ်းစားကြည့်ပါအဲ့ဒါဟာကိုရရှိလိုက်တဲ့တကယ်အမျက်ပဲဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့ပျက်စီးသွားနိုင်တဲ့အရာဝိတ္ထုတွေထက်ဘဒူမမခိုးယူနိုင်တဲ့အသိပညာနဲ့အရေးချင်းကပူပြီးတန်ဖိုးရှိလို့ပဲဖြစ်ပါတယ်ဒါကြောင့်ကျမတို့ကြိုးစားတဲ့အခါမှာရလက်ကိုပဲအာယုံမဆိုင်ပဲအဲ့ဒီလုံရက်ကိုအကောင်းဆုံးဖြစ်အောင်လုံဆောင်တာကပိုအရေးကြီးပါတယ် ဆမွေးအောင်ဖို့အတွက်စာဖတ်တာထက်ဒီစာကိုဖတ်ခြင်းအပြင်ကိုယ့်ရဲ့အသိပညာတိုးတက်လာဖို့အတွေးခေါ်ကျေဝလာဖို့ရည်ရပြီးကြိုးစားတင်ပါတယ်။စီးပွားရေးလုပ်ငန်းတစ်ခုစလုပ်တဲ့အခါမှာအမျက်အစွန်းကြီးကြီးမားမားရဖို့စိတ်ကူးရင်နေတာထက်ဒီလုပ်ငန်းကိုဘလို့စီမံခန့်ခွဲရမလဲ။ဘလို့ဖောက်တဲ့ဆက်ဆံရေးတိဆောက်ရမလဲဆိုတဲ့အတွေ့အကြုံတွေရယူဖို့ကိုပူပြီးအာရုံစိုက်ပါ။ဒီလိုလှုပ်ချင်းအပြင် ကိုမျောလင့်ထားတဲ့အတိုင်းအောင်မြင်မှုမရလာရင်တောင်းပါပဲစိတ်ပြက်အားငယ်ရမယ့်အစားဒီစ조사မှုကနေဒီအရာတွေကိုတည်ယူဝင်ရခဲ့တာပဲဆိုပြီးအားအင်တွေပြန်ရလာပါလိမ့်မယ်ဒါဟာဘသူမှမပေးနိုင်တဲ့ကိုယ်တိုင်ရဲ့조사မှုကနေပဲရနိုင်တဲ့အကောင်းဆုံးလက်ဆောင်ပဲဖြစ်ပါတယ်ဘဝမှာ조사မှုတိုင်းအရာထင်နေတယ်ဆိုတာမဖြစ်နိုင်ပါဘူး တခါတလေကိုယ့်ရဲ့အကောင်းဆုံးကြိုးစားမှုကတောင်မှမအောင်မြင်နိုင်ပါဘူးမမျှော်လင့်ထားတဲ့အခြေအနေတွေထိန်းချုပ်လို့မရတဲ့ကိစ္စတွေအများရှိနေတတ်ပါတယ်ဥပမာအပြေးပြိုင်ပွဲဝင်ဖို့နှိချီပြီးလေ့ကျင့်ထားပေမယ့်ပြိုင်ပွဲနေ့မှာရုပ်တရက်ကျမ်းမာရေးမကောင်းလို့ဝင်ပြိုင်လို့မရတဲ့အခါဒါဟာမမျှော်လင့်ထားတဲ့အခြေအနေတစ်ခုပဲဖြစ်ပါတယ် တို့ပေမဲ့လို့လေအဲ့ဒီလိုဖြစ်လာတဲ့အခါမှာပြင်းထန်တဲ့စိတ်ပူစီမှုတွေကိုခံစားရမယ့်အစားငါဒီလောက်ထိလေ့ကျင့်နိုင်ခဲ့တာပဲငါမှဒီလိုစမ်းရည်တွေရှိနေပြီပဲဆိုပြီးကိုကိုကိုတန်ဖိုးထားတတ်လာပါတယ်အဲ့ဒီလိုတွေးခေါ်ပုံကကိုယ့်ရဲ့စိတ်ကြမ်းမာရေးကိုပိုပြီးအထောက်အကူပြုနိုင်ပါတယ်ဒါကြောင့်ဘယ်အရာကိုမဆိုစူးစမ်းတဲ့အခါမှာရလက်ကိုစိတ်ကူးယဉ်ပြီးမျှော်လင့်မနေပါနဲ့လက်ရှိလုပ်နေတဲ့အရာကိုဒါအကောင်းဆုံးဖြစ်အောင်အာရုံစိုက်လှုပ်ဆောင်ပါ ဒါမှသာစူးစမ်းမှုမအောင်မြင်တဲ့အခါမှာစိတ်တက်မကြပဲကိုရရှိလိုက်တဲ့တန်ဖိုးရှိတဲ့အရာတွေကိုတွေ့မြင်နိုင်မှာပါဘဝမှာစူးစမ်းတိုင်းအရာမထင်တဲ့အချိန်တွေရှိမှာပါအရေးကြီးတာကအဲ့ဒီအခက်ခဲတွေကနေဘလို့သင်ငန်းစာယူပြီးဘလို့ဆက်သွားမလဲဆိုတာပါပဲအားလုံးပဲပျော်ရွှင်ခြင်းချမ်းသာစီကျမကတော့ Sister Regina မုံမခိုင်ပါ